ီဗီလေးကတော့ working clan သွားတော့ကရိုက်ထားတဲ့ဗီဒီယိုလေးပေါ့အဆက်ပေါ့နော်ပထမ part 1အမှတင်ထားပြီးပါပြီအခု part 2လေးအမှတင်ပြီးတာဖြစ်ပါတယ်အမှ2အဆုံးထိဒီ working clan ရဲ့အလှတရားကိုလိုက်ကြည့်ပြပါအောင်နော် ီ working clan ကတော့အရန်ကိုလှပတဲ့နေရာတာယာစိမ့်ဆိုတဲ့နေရာလို့အမတော်နှွှင်းကျင်တယ်ဗောနော်တကယ်လဲသွားတဲ့နေရာတွေမှာပါပါတယ်သူက new york estate ထဲမှာရှိတယ်လွန်ခဲ့သောနှစ်သန်းပေါင်းများစွာရဲ့တည်ရှိခဲ့တဲ့နေရာဗောနော်ဆိုလူတွေကဒီမှာထိမ့်သိမ့်တက်တက်လူတွေများတဲ့အတွက် အခုလိုမျိုးဒီနှစ်တန်းပေါင်းများစွာရှိနေရတိရှိနေရနေရာတွေကိုကိုရီးယားလေးလာခွင့်ရရဲနောက်ထပ်ကိုယ့်ရဲ့နောက် generation တွေလေးလာခွင့်ရရဲအတွက်အမှတိတ်တမိုးထားရဲပေါ့နော်အဲ့လိုမျိုးအလှတရားတွေအဲ့လိုမျိုး culture တွေအဲ့လိုမျိုးသဘောပဝင်းခြင်းတွေကိုထိမ့်သိမ်းထားတာမျိုးတွေမြင်ရရင်တိတ်သဘောကျတာပဲအမှကသဘောပဝင်းခြင်းကိုချစ်မြတ်နိုးရတဲ့သူဆိုတော့အခုလိုမျိုးမြင်နေရတာအရန်သဘောကျတယ်ပေါ့နော် သူကအလုံးမောင်းရေတကုံရေတကုံအသေးပေါ့နော်ကိုကိုရှိပါတယ်အမှားတော့သွားတဲ့ရာသီကကျတော့ရေတကုံကအရန်ကြီးအာရေတွေတလဟောကျနေတဲ့အရာတော့မဟုတ်တည်းရဲ့အတွက်အရန်ကြီးမလှဘူးတကယ်လို့ရေအရန်ကျနေနေရတယ်ဆိုရင်တော့အရန်ကိုလှပမဲ့နေရလို့အမှားတော့မြင်တယ်ပြီးတော့ဒါကအခုလက်ရှိကဒီတောင်တွေရဲ့အပေါ်မှာပေါ့နော် တသေးလေးတွေအပင်ကလေကပ်ပြီးပေါက်တာအရန်တဲရန်ဟုတ်ကောင်းတာပဲဆိုတော့အမအဲ့ဒါပြောပြအဲ့ဒါကိုရိုက်ပြတာပေါ့နော်ဆိုတော့အဲ့နာကြီးသွားရင်တော့သတိထားရမယ်နောက်ပြဒီလိုမျိုးရေကွန်ရှိရနေရာကြီး tray တွေသွားရင်တော့သတိထားရမယ်ဘာဖြစ်လို့ဆိုတော့သူကရေဆင်းလာလိုက်လို့တောင်ချရေတို့ဘာလို့ဆိုတော့အနည်းငယ်များရယ်သတိထားရတယ်ပေါ့နော်ရေဟိုမှာရေကအရန်လာတယ်လမ်းလျှောက်တာများရယ်ပေါ့နော်ဟာအဲလေကားတက်တာဟာတော့တိတ်တော့မရှိဘူးဒါပေမဲ့ဒါတဲ့နေနေရာမှာပါတယ်အရန်မိုက်တယ်ပေါ့နော် အရင်သဘောကြရဲသဘောရှုခင်းကြီးကဘာနဲ့မှလည်းလွတ်မရဘူးပေါ့နော်အဲဒါကြောင့်မို့အမြဲတမ်းပြောရဲအမအမြဲတမ်းပြောရဲ environmental saving လုပ်ပါလို့ saving လုပ်ပါသဘောပတ်ဝန်းကျင်ကကိုယ်ပြန်ပေးတဲ့အရာတွေကတကယ်တော့တမုံမဖြစ်နိုင်တဲ့အရာတွေပေါ့နော်တကယ်တော့ million view တွေပါလို့အရင်မှိုက်ပြီးတော့အရင်သဘောကြရဲဒါရတောင်းနေမရနိုင်ဘူးပေါ့နော်ဆိုတော့အရင်သဘောကြရဲလို့ခုနအမလေးပေါ်ပြီးသွားပြီဆိုတော့နောက်ထပ်တနေရာထပ်တက်တာပေါ့နော်အဲ့နေရာကလည်းလေအရာလှပဲကဘာကျော်ရဲ့နေရာပေါ့နော် တကယ်ဟိုရေဒီကွန်ကြနေသူ့ရဲ့ဘေးမှာမှာအပေါ်မှာဟိုဟာတံတားလေးရှိနေတယ်ဆိုတော့ oh my god လောက်လိုက်တာဆိုလေဒါဗီဒီယိုထဲမှာမဟုတ်လို့အပြင်မှာတော်တော်လှတာပေါ့နော်အမှဆိုရင်လေရှုမကြီးဘူးပေါ့နော်တနေရာရောက်လိုက်ရက်လိုက်ကြည့်လိုက်တနေရာရောက်လိုက်ရက်လိုက်ကြည့်လိုက်လေမြားနှစ်ယောက်ကလေတဝါးဝါးနဲ့လှလိုက်တာလှလိုက်တာလှလိုက်တာဆိုတော့ပြောမဆုံးနေရာရဲ့နေရာလေးပေါ့နော်ဆိုတော့ဒီနေရာလေးကနေတပုတ်ရိုက်ရင်လေအရန်လှတယ်တချို့တွေဆိုရင်လေတချို့ blocker တွေရှိတယ် တကယ်ဟို professional blogger ပဲပေါ့နော်အမှန်တော့ professional blogger အဆင့်တော့မရောက်သေးပါဘူးဒါကြောင့်မို့ရိုက်တာတွေပါရရှုကွင်းကအဲ့လောက်ကြီးမလှနိုင်ဘူးပေါ့နော်သူတို့ professional blogger တွေလာရိုက်ကြရရှိရအမှန်တော့ရှင့်မှာပဲ India လင်မယားနှစ်ယောက်လာရိုက်တယ်သူတို့လည်းအမှ Instagram မှာတွေ့ဘူးတယ်ပေါ့နော်သူတို့နဲ့အောင်နှုတ်ဆက်သေးတယ်သူကလည်းမေးတယ်ကိုရီးယားတစ်ချင်လုံးရိုက်နေတာဆိုတော့ရော influencer လာဟုတ်တယ်ငါတို့ကစကားစပဲရှိသေးတယ်ပေါ့သူကတော့ကိုယ်အားပေးသွားသေးတယ်ပေါ့နော် ဆက်ကြိုးစားပေါ့နော်အဆင်ပြေသွားနိုင်မယ်ပေါ့နော်ဆိုတော့သူကိုကလည်းခီးသွားဝါသနာပါတယ်ဆိုသူနဲ့စကားရအောင်ပြောဖြစ်ခဲ့ကြသေးရဲ့အိန္ဒိယနဲ့တော်မများလဲဒီနိုင်ငံမှာအဲ့လိုမျိုး influencer တွေလောက်ကြတာအများကြီးပေါ့နော်ဒီခေတ်ကအကုန်လုံး digital ခေတ်ဖြစ်ကုန်လာပြီဆိုတော့ online မှာဝေရှားတဲ့ဟာပို့ပြီးတော့အဆင်ပြေလာပေါ့နော်ဒါအမှန်တော့ရိုက်ခဲ့တဲ့တပုံလေးတွေပါကိုပုံကိုတော့တိတ်မရိုက်ဖြစ်ခဲ့ဦးတဘာရှုကင်းကြီးကရမ်းလှလုံးလုံးအဲဟာကြီးပဲရိုက်ဖြစ်ခဲ့တာပေါ့နော်ပြီးတော့ဒီခါက walking client ကတခုတ်ကောင်းတာကတကယ်လို့ကိုက အဲ့တော့ကြီးရဲ့မှာဟိုနေခြင်းနဲ့ကန့်ထိုးပြီးနေခြင်းနဲ့ဆိုလဲအာနေရာကြီးရှိရပေါ့တော့တချို့နေရာတွေကလုံးဝကားပဲရက်ပြီးတော့နေရမယ့်နေရာကြီးရှိရတချို့နေရာတွေကကြာတော့အိမ်လေးတွေလုထားပြီးရဒါပေမဲ့မီးမရှိဘူးချို့နေရာမီးရှိရအဲ့လို something အကုန်ရှိရကွာဒါပေမဲ့အနည်းဆုံးတစ်နှစ်ကျော်လောက်ရပါတယ်လုံးဝ tourist attraction နေရာဖြစ်တဲ့အတွက်လူပေါင်းများစွာလာပါတယ် အမတို့မနဲ့အစောကြီးတက်တာတော့အာအမတို့ပြန်အစင်းတော့လူကတော်တော်များနေပြီပေါ့နော်ကိုးနိုင်လောက်ဆိုလူကတလဟောအပြည့်ပဲပေါ့နော်ခုနခုနနေရာလေးဆိုရင်တကယ်ကဘာကြော်ရဲ့နေရာပေါ့နော်ရမ်းလှရဲ့နေရာလေးမှဖြစ်ပါပါတယ်လူတော်တော်များတက်ပုံလာရိုက်ကြရဲပေါ့နော်ဆိုအမနောက်မှပဲနောက်ဗီဒီယိုဟိုဟာ part 3မှာထပ်ပြီးတော့အမတို့ဟို voice over မလုပ်ဘူးနဲ့တခြားဟာလေးလည်းတခြားရိုက်ပြပေးဦးမယ်ပေါ့နော်တကယ်လို့ fall တော့မယ်ဆိုရင်လည်း recommend ပေးပါတယ်ဖောလည်းအရင်လှမယ်နေရာမှာပါတယ်ပေါ့နော်ဆိုတော့ fall တော့တော့ဒါမှမဟုတ် spring တော့တော့ spring နဲ့ရမ်းလှလိမ့်မယ်ဆက်မတော့တော့ပေါ့နော်ဆိုတော့တော်တော်လှရဲတချို့ကကျတော့ winter လည်းသတိကြရရှိတယ် winter လည်းရမ်းလှရလို့ပြောတယ်ပေါ့နော်အကုန်လုံးနှင်းခဲတွေနဲ့လေပိတ်လှအောင်ပြီးရမ်းမိုက်တာပဲလို့ပြောတယ်အမတော့ winter မရောက်ဘူးသေးဘူးအမတော့တော်တဲ့ဟာကတော့ဆက်မပေါ့နော်ဆိုတော့ဒါဆက်မမှာမြင်ရမယ် vibe ပါ တော့အဲ့လိုစိမ့်ဆိုပြီးတော့အကုန်လုံးကလှရဲပေါ့နော်ဒါပေမဲ့ရေကတိတ်မကြဘူးတကယ်လို့ကိုကရေကြတဲ့အချိန်သွားကျင်လဲဆိုရင်ဝင်းတာအပီပေါ့နော်ဝင်းတာပီစပရင်လောက်သွားရင်တော့ရေကတလဟောကြလိမ့်မယ်နှင်းကြတဲ့အချိန်တွေဖြစ်သွားပြီဆိုတော့ရေပိုများလာလိမ့်မယ်ပေါ့နော်ရေများကြတာမြင်ကျင်လဲဆိုတော့အဲ့အချိန်သွားဖို့တော့ recommend ပေးပါတယ်အမှလည်း key true သွားကျင်လဲဆိုရင်အမှဟိုဟာလေးလောက်ထားပါရှိပါတယ်ပေ့ချ်လောက်ဖို့ရှိပါတယ်အမှန်တူ key ရေသွားကျင်လဲဆိုရင်လည်းအဲ့ travel with emma ဆိုရဲ့ blog မှာလာပြီးတော့ဟို emma တူ key ရေးသွားဖို့ join လုပ်လို့ရပါတယ်ဗောနော emma key ရေးသွားဖို့စီစဉ်နေပါတယ် plan ထားပါတယ်ဗောနော်ဒါကတော့ဆရာတက်နောက်နေတာဗောနော်ဆိုတော့လေးများနှစ်ယောက်မနေ့စောစောစီးသွားကြတယ်သူက emma လှောင်နေတယ်ဗော emma ဒါဟိုအရင်ပြတရားရှင်းပြဆိုတော့သူကသူ့ဘလိုက်ပြီးလှောင်နေတာဗောနော်ဆိုတော့ အရန်မိုက်တယ်ပြီးတော့တက်လို့ရတဲ့နေရာတွေသုံးလေးနေရာရှိရယ်။တွားရင်တော့အဆအဆုံးတက်တာတော့ပိုကောင်းတယ်။ပြီးတော့ရေလေးကလည်းကြီးလေးမီအေးဆတ်နေရပဲပေါ့နော်။အရန်နေလို့ထိုင်လို့ကောင်းတယ်ပေါ့နော်။ဆိုတော့အဲ့ခီးလေးတစ်ခုတွက်လိုက်ရတာ relax ကိုအရန် ဖြစ်သွားတယ်ပေါ့နော်။ဒီနိုင်ငံမှာတော်တော်များအလုပ်အလုပ်နဲ့ဖြည့်ဆည်းမှုများဖြစ်တဲ့အတွက်အမှားတော့အလုပ်အလုပ်ကြီးပဲမလုပ်ပါနဲ့ life is too short ပါကိုယ့်ဘုံမှာအမှတ်တရဖြစ်စေမဲ့ memory ကိုဖန်ပြီးပါ အမှတ်တရဖြစ်စင်မဲ့ခီးရီကိုသွားပါဒါမှဥမာလင်မယားနှစ်ယောက်ဆိုလဲလင်မယားနှစ်ယောက်သွားတဲ့မှာ relationship ကပို့ပြီးခိုင်မြခိုင်မာရဲပေါ့နော်မိသားစုရဲ့သွားမယ်ဆိုလဲမိသားစုရဲ့မှာ relationship ကပို့ခိုင်မာပါတယ်ဒါကအမှန်ဘဝရဲ့မိမိရတဲ့ခီးစင်တွေတခုဖြစ်တယ်လို့ခီးသွန်းခြင်းရရတဲ့တန်ဖိုးရှိရတဲ့အရာတွေရတဲ့အများကြီးရှိပါတယ်အမှဆိုလဲငငယ်လေးရဲ့ခီးသွားတဲ့အတွက်အခုချိန်ထိမိသားစုနဲ့ close ဖြစ်တယ်ဘောင်နှမရင်းနဲ့ close ဖြစ်တယ်တငယ်ချင်းတွေနဲ့ close ဖြစ်တယ်ဆိုတာအမှခီးသွားကနေရလာတဲ့အကျိုးကျေးဇူးတခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ခီးသွားဖို့အမှတိုက်တွန်းချင်ပါတယ် အမဗီဒီယိုလေးကိုဟိုချက်ချက်တက်တက်ဆိုရင်လည်း like and subscribe လေးလုပ်ပေးပါဦးနော်နောက်ပြီးတော့အမလည်းဒီထပ်ပို့ပြီးကောင်းတဲ့ vlog လေးတွေရိုက်ပေးဖို့ခီးသွားတဲ့အကျိုးကျစုလေးပြပေးဖို့တဘာပဝင်းချင်းကြီး vlog လှတဲ့ဆိုတာပြပေးဖို့အတွက်အမလည်းဒီထပ်ပို့ပြီးကြိုးစားပါဦးမယ်အခုလိုချက်ချက်တက်တက်လေးကျေးဇူးတင်ပါတယ်အဆုံးထိအောင်ကြည့်ပေးဦးနော် ဓာတ်တော့ mac ကလေးပေါ့နော်ဘယ်နေရာမှာပါရှိရဆိုပြတ်ထားရဲ mac ကလေးပါကူရောအမရော walking clan ကနေထွက်ပါပြီနောက်ထပ်တစ်မျိုးကိုထပ်သွားပါတော့မယ်နောက်ထပ်တစ်မျိုးဘယ်မျိုးမြလေးများဖြစ်မလဲဆိုတာကိုအမန်တူအဲနောက်ဗီဒီယိုလေးမှာထပ်ပြီးလိုက်လိုက်လံကြည့်ရှုပေးပါအောင်เนาะအမရောနောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့